ကောက်ရိုးကနေရွှေအဖြစ်ပြောင်းလဲလာအောင်ရက်လုတ်ပေးဖို့ဘရင်ကအမိန်ပေးခိုင်းခံရတဲ့ဒီမိန်းကလေးကအသက်ကိုရင်ပြီးပေးဆက်ရတဲ့ထိတ်လန့်စရာပေးယူကနေဘယ်လိုလွမြောက်ခဲ့လဲစိတ်လှုပ်ရှားစရာပါပဲစီကားလာတဲ့မျိုးတမျိုးရဲ့အစွန်မှာအမုံကျိတ်ဆက်ပိုင်ရှင်တူဦးနေထိုင်ခဲ့ပါတယ်သူ့ရဲ့ဟောင်းနွမ်းတဲ့ကျိတ်ဆက်အိုကြီးက ချင်းမြောင်းလာတဲ့မြည်ရည်စီချောင်းတိုင်းလှက်ပတ်နေပြီမဲလေတိတားပိန်တွေကတော့တကြွကြွမီလို့ပေါ့ရွာသားတို့အတွက်ကောက်နိုင်တွေကိုမမောမပန်းကြိတ်ခွဲပေးနေရပြီမဲသူကဆင်းရဲမြဲဆင်းရဲနေခဲ့တာပါဒါပေမဲ့သူမှာတန်မိုးကြီးယတနာတို့ထက်ပိုတန်မိုးထားရပြီးအလွန်ထူးထူးခြားခြားချုံမောလှပတဲ့သမီးတူရှိတယ်သူသမီးကိုအယမ်းချစ်မြတ်နိုးပါတယ် ဂရီပါရွှေရုံးနဲ့စီချဲထားတဲ့ရထားကိုစီးပြီးတွားလာနေတတ်တဲ့သူတွေကိုမြင်ရင်တော့ကျိတ်ဆက်ပိုင်ရှင်ကမနာလိုစိတ်လဲဖြစ်နေတတ်တာပါ။ဈေးနေတဏီမှာပေါ့ဘယင်းနန်းတော်ကိုဂျုံအိတ်တွေပို့ဆောင်ပေးရပါတယ်။နန်းတွင်တရားရေးဝန်ထမ်းတွေကဘယင်းရဲ့ချမ်းသာလူစိတ်က အလိုမပြည့်နိုင်ကြောင်း ရွှေရင်းကားတွေနဲ့ကြောင်မြေရတနာတွေကိုပဲအယူမှုနှစ်သက်နေကြောင်းပြောဆိုနေကြတာကိုကျိတ်ဆက်ပိုင်ရှင်ကကြားလေးရတယ်။ဘီရင်က အများကြီးကြွယ်ဝချမ်းသာနေပြီမေ။တခြားဘီရင်တွေထက် ပိုတာတဲ့ရွှေငွေပန်းနာတွေကို အမြဲလိုရကျင်နေကြတာပါ။နန်းတွင်တရားရေးဝန်ထမ်းတွေစီကမျက်နှာသာရဖို့ကြံစီနေတဲ့ကျိတ်ဆက်ပိုင်ရှင်ကမစင်မချင်နဲ့ကြွားဝါလိုက်ပါတယ်။ ကျွန်တော်တမီကအကောင်ယူဖို့အကောင်ဆုံးရွှေဖြစ်ပြောင်းလဲရှင်းနိုင်ရည်ရဒီကြွားလုံးကိုနန်းတော်ကဘီရင်ကကြားသိသွားပါတယ်ဘီရင်ကကျိတ်ဆက်ပိုင်ရှင်ကိုချက်ချင်းဆင့်ခေါ်တော့တာပေါ့ကျိတ်ဆက်ပိုင်ရှင်ရဲ့ရင်ထဲမှာတုန်လှုပ်သွားတယ်သူစကားကကြွားဝါလိုစိတ်နဲ့လိန်ညာမှုတသက်ဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်သိတယ်လေဒါပေမဲ့ဘီရင်ရဲ့အမြင့်ဒေါသထွက်စိတ်ဆိုးမှာကိုတော့ သူအရှက်ရမှာထက်ပိုကြောက်နေခဲ့တာပါအဲ့ဒီညနေခင်းမှာပဲသူက စိတ်ရှုပ်ရှုပ်နဲ့သမီးကိုနန်းတော်ထဲအရောက်ခေါ်သွားခဲ့ရပါတယ်ဘီရင်ကမိန်းကလေးကိုနန်းတော်ခမ်းမတွေကနေကြိုဆိုခဲ့တယ်နန်းတော်ခမ်းမကြီးကအလွန်ကျေဝင်းပြီးအေးဆက်နေတာပေါ့အခန်းလယ်မှာတော့မျက်နှာကျန်းသားထိမြင်နေတဲ့ကောက်ရိုးပုံကြီးနဲ့ဘေးမှာတော့ရက်ကန်းဆက်တစ်ခု ရှိနေခဲ့ပါတယ်ဘီရင်ရဲ့မျက်လုံးတွေကလည်း တလက်လက်တောက်ပနေခဲ့တာပေါ့မင်းအဖေပြောသလိုဆွမ်းဆောင်နိုင်ရင်ဒီညဒီအခန်းထဲမှာနေပြီးဒီကောက်ရိုးအလုံးကိုရွှေအဖြစ်ရေးရမယ်အောင်မြင်ရင်ထင်မှတ်မထားတဲ့စုမျိုးအများကြီးစုချမယ်မအောင်မြင်ရင်မင်းအသက်နဲ့ပေးဆပ်ရမယ်ဘီရင်ကြီးကအဲ့လိုပြောပြီးတကားကိုအခန်းပြင်ကနေတော့ခတ်ထားခဲ့ပါတယ်ကြိတ်ဆက်ပိုင်ရှင်ရဲ့သမီးကကြောက်လန့်တကြားဒူးထောက်ထိုင်ချပြီး မျက်ရည်တွေနဲ့ကောက်ရိုးပုံကိုကြည့်နေမိတာပေါ့ဘယ်လူသားမဆိုစွမ်းဆောင်ရည်ဘလောက်ရှိရှိ သူ့ကိုမကယ်တင်နိုင်ပါဘူးအချိန်တွေကြာလာတာနဲ့မျှလာပြည့်ဝင်းကလည်းပုံမမြင့်တက်လာပြီးသူ့ကို စိတ်ပြက်အာရုံမှုတွေဖုံးလန်းသွားစေပါတယ်ညတကောင်အချိန်ရောက်တဲ့အခါအခန်းထဲမှာတချွတ်ချွတ်အတန်ကြားလိုက်ရပါတယ်အာအာတင်သွားတဲ့မိန်းကလေးကအမောင်ရိပ်တွေကြားကနေ ခြူဆန်းတဲ့ပုံသဏ္ဍာန်တစ်ခုကိုခြေလှမ်းလှမ်းနာမြင်လေးရတာပါလူပူလေးတယောက်ပါပဲဘသူလဲချောမလာပါလေမင်းကြီးဘာကြောင့်ဒီလောက်ဝိုင်းနေနေရတာလဲဗျာဘီရင်ကြီးကကျမကိုဒီကောက်ရိုးတွေအားလုံးကိုမနေ့ပြန်မနေ့အပြီးရွှေအဖြစ်ရက်လို့ရမယ်တဲ့မပြီးရင်ကျမကိုတတ်မယ်လို့လည်းပြောထားတယ်ကျမအတွက်တော့မဖြစ်နိုင်တဲ့ကိစ္စပါ မင်းအတွက်တော့မဖြစ်နိုင်ပေမဲ့ငါအတွက်ကတော့မဟုတ်ဘူးမင်းကိုကူညီမယ်ဆိုရင်ငါကိုပါပေးမလဲမင်းကလေးရဲ့မျက်လုံးတွေမှာမျောလင်းချက်တွေ တောက်လာပေမဲ့အခုမှတွေ့ရတဲ့သူနဲ့အပေးယူလို့ဖို့မဝင်မရဲဖြစ်နေရှာတယ်။ကျမမှဒီလေဆွဲတစ်ခုပဲရှိပါတယ်။ဒါဆိုရင်လုံလောက်ပါလေ။လူပူလေးရဲ့ပြုံးဆဆမျက်နှာဟာပိုကျပြန့်လာပါတယ်။ ရက်ကန်းစင်မှာထိုင်ပြီးရွှေအဖြစ်ရက်လုပ်ဖို့စတင်မာတော့တယ်။ကောင်ရိုးတွေကလေပြင်းတိုက်ခတ်တလို့မျိုးအတန်မြင်းရင်ရက်လုပ်တဲ့စက်ထဲဝင်သွားပြီးလေပတ်လာတဲ့အခါမှာစင်ကြဲတဲ့ရွှေချီမြင်တွေအဖြစ်ပေါ်ထွက်လာပါတယ်။မင်းကလေးဟာကောင်ရိုးပုံကြီးကနေတောက်ပတဲ့ရွှေချီမြင်လေးကြီးတွေအဖြစ်ပြောင်းလဲသွားတာကိုအာအာတင့်ပြီးမော့ကြည့်နေမိတော့တာပေါ့။ နေမထွက်ခင်အချိန်မှာကောက်ရိုးအားလုံးဟာရွှေအဖြစ်ပြောင်းလဲသွားပြီးအခန်းဝင်းကျင်တစ်ခုလုံးနေမင်းကြီးကိုယ်တိုင်ဆင်းသက်လာသလိုတောက်ပနေရောတာပဲ။ဘာစကားမှပြောခြင်းမရှိပဲလူပူလေးကတော့မနေ့ခင်းနေအောင်ကြီးစတင်ကြာရောက်တဲ့အချိန်မှာပဲပျောက်ွယ်သွားခဲ့ပါတယ်။မကြာခင်မှာပဲဘရင်ကြီးကအခန်းထဲဝင်ရောက်လာပြီးမြင်ရတဲ့ခဏမှာသူ့မျက်လုံးတွေဟာလောဘတကြီးနဲ့ပြူးကျဲသွားတယ်။ ਉਹ တကယ်ကိုအာမခံပါပြီလားဒါပေမဲ့မိန်းကလေးကိုတော့ဘယင်ကလှုပ်ပေးမဲ့အစားကောက်ရိုးရီနဲ့ပြည်နေတဲ့ပူကြီးတဲ့အခန်းတစ်ခုကို ခေါ်သွားပြန်ပါတယ်ဒီညမှာလဲမိန်းကလေးကစိတ်ပြက်အာရုံမှုတွေဖြစ်လာပြန်ပါတယ်လာဝင်းကြီးမြင့်တက်လာတာနဲ့အမြထူဆန်းတဲ့လူဘူးလေးလဲပေါ်လာပြန်နေဒီတစ်ခါလဲငါ့ကိုဗာပေးမလဲ မိန်းကလေးဟာသူ့အမိဝစ်ခဲ့တဲ့လက်စွပ်ကိုချွတ်ပြီးတုံတုံရီနဲ့ပေးလိုက်ပါတယ်။တခါပြန်ပြီးလူဘူးလေးကလည်းတညာလုံးရက်လို့ပြီးကောက်ရိုးတွေကိုရွှေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။တတိယညမှာတော့ဘီရင်ကြီးကမိန်းကလေးကိုအကြီးဆုံးခန်းနဲ့ခေါ်သွားပါတယ်။အဲ့ဒီအခန်းကကောက်ရိုးတွေနဲ့အပြည့်ရှိနေတာပေါ့။မင်းနောက်ထပ်တစ်ချိန်အောင်မြင်ခဲ့ရင်မင်းကငါ့ရဲ့မိဖုရားဖြစ်လိမ့်မယ်။ ညာပိုင်းမှာ လူဘူးလေးပေါ်လာတဲ့အခါမင်းကလေးကပျော်ရှင်သွားတယ်။လူဘူးလေးရဲ့မျက်လုံးတွေဟာကြည်စင်မှုထက်ပိုဆိုးတဲ့အရာတစ်ခုခုနဲ့ဝန်းလက်နေပါတယ်။ကျမမှာဘာမှမကြံတော့ဘူး။ဒါဆိုရင်တော့မင်းမိဖုရားဖြစ်လာတဲ့အခါမင်းရဲ့ပထမဆုံးသားသမီးကိုငါစီပေးမယ်လို့ခရီးပေးပါ။ကြောက်လန့်တကြားဖြစ်သွားတဲ့မင်းကလေးဟာဖြစ်လာခဲ့ရင်တော့ပြရမှာပေါ့။ကျမခရီးပြူပါတယ်။ ကျင်နဲ့သွားတဲ့လူကူလေးကတတိယအကြိမ်မြောက်ကောက်ရိုးတွေကိုရွှေဖြစ်ရက်လုတ်ပြလိုက်ပါတယ်။မနေ့ကင်းမှာတော့အခန်းထဲဟာရေတွက်မြရတဲ့ချမ်းသာကြွယ်ဝမှုရွှေတွေနဲ့တောက်ပနေတော့တာပေါ့။သူ့ရဲ့စကားအတိုင်းဘီရင်ကြီးဟာစက်ယုံပိုင်ရှင်ရဲ့သမီးကိုလက်ထပ်လိုက်ပါတယ်။မိဖုရားဖြစ်လာပေမဲ့ကြောက်ရွံ့စိတ်ကြောင့်လွတ်လွတ်လပ်လပ်မပျော်ရွှင်နိုင်ပါဘူး။ဘီရင်ကြီးကတော့သူ့ရဲ့ချစ်ချင်းမြတ်တာကို ရွှေရင်ငါးတွေရတနာတွေနဲ့ပဲတိုင်းတာနေခဲ့တာ။ မင်းကလေးရဲ့အလှကိုသာချီကျူးပေမဲ့သူ့ရဲ့နှလုံးသားကတော့ရွှေငွေရတနာပေါ်မှာပဲဆွဲလန်းနေသေးပါ။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမိဖုရားရဲ့ကြောက်ရွံ့မှုတွေဟာပျောက်ကွယ်သွားပါတယ်။နောက်ဆုံးမှာတော့မိဖုရားက ကလေးမွေးဖွားလာတဲ့အခါပြည့်ပြည့်စုံတဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်ရှံသွားပါတော့တယ်။ညရကောင်ချိန်မှာ ပေးခဲ့တဲ့ဂတိစကားအမှတ်တရတွေကဝေးကွာတဲ့အိမ်မက်ဆိုးလိုမျိုးမေးမိန်နေပါပြီ။ မိဖုရားကထူဆန်းတဲ့လူပူလေးအကြောင်းနဲ့ပေးခဲ့ရတဲ့ကြောင်းမွက်ဖဲကတိတွေကိုသိမစင်စားမိတော့ပါဘူး။တညမှာတော့မိဖုရားကငွေကင်းစကလေးကို ကလေးအခန်းထဲညင်သက်စွာနဲ့ပွေဖွဲ့နေတဲ့အခါမှာအခန်းတစ်ခုလုံးကို အရိတ်တစ်ခုကြားရောက်လာပါတယ်။လူပူကလေးကပြန်ပေါ်လာပြီးမီဗီယာငါကိုပေးထားတဲ့ကတိစကားအတွက်အခုငါလာယူတာပါ မဟုတ်ပါဘူးနိုင်ငံတဝန်းကရွှေတွေအားလုံးကိုပေးမယ်ဒါပေမဲ့ကျမကလေးကိုတော့မပေးနိုင်ဘူးခရီးစကားဆိုတာတည်ရမှာပဲငါရွှေကိုမလိုချင်ပါဘူးလွတ်လွတ်လပ်လပ်ခရီးပေးခဲ့တဲ့အရာကိုပဲငါလိုချင်တယ်။အိုးချီချီစုပြူပြီးချီစုပြူပြီးတော့ငါမင်းကိုတုံးရဲ့အချိန်ပေးမယ်ငါနာမည်ကိုရှာတွေ့ရင်မင်းကလေးကိုမင်းဆက်ပြီးပိုင်ဆိုင်မှုခွင့်ပြုမယ် လောင်ရည်တန်နဲ့မင်းသမီးကိုဥညွတ်ပြီးလူဘူးလေးဟာ အမှောင်ရိပ်တွေတဲကို တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။မိဖုရားကတုံလှုပ်စာနဲ့အခန်းထဲမှာကြံရစ်ခဲ့ပါတယ်။အဲ့ဒီညမှာပဲမိဖုရားကချင်းမြန်တော်ရီကိုခေါ်ပြီးနိုင်ငံတဝန်းလုံးကိုတာမန်ထက်ထူဆန်းတဲ့နာမည်တွေရှာဖွေခိုင်းလိုက်ပါတယ်။မကြခင်အချိန်မှာပဲတော့နန်းတော်ကထုတ်ပြန်ချက်လိုမျိုးရှေလျားတဲ့နာမည်စင်းတစ်ခုရရှိလာပါတယ်။ လူဘူးလေးပြန်ရောက်လာတဲ့အခါမိဖုရားကတိထားတဲ့နာမည်တွေကို ပြန်ရွတ်ပြပါတယ်ကက်စပါမဲလွတ်ပက်တဇာမက်ထရုစ်အန်ဒရီအိုး नो တခုမှမဟုတ်ဘူးဒုတိယညမှာမိဖုရားဟာမြင်းစုသူရဲကောင်းတွေကို နိုင်ငံ့အပြင်ဘက်တစ်တော်တွေတောင်နှမ်းတွေနဲ့ဝေးလံတဲ့ကြေးရွာတွေစီကိုဆေလွတ်လိုက်ပါတယ် သူတို့ပြန်ရောက်လာတဲ့အခါမေးလျော့ထားတဲ့ဘာသာစကားတွေကနေနာမည်တွေယူလာကြပါတယ်။ Bia Tristan Eric Zimmer မိဖုရားကနာမည်တွေအလုံးကိုပြောနေပြီမဲ့လူဘူးလေးကတော့ပျော်ရွှင်စွာနဲ့ကာခုန်နေပါတယ်။ဒီကဲကတခູ່မှငါ့နာမည်မဟုတ်ဘူးကွ။နောက်ထပ်တညအချိန်ပေးမယ်မိဖုရား။ပြီးရင်တော့ခလေးဟာငါ့ဟာဖြစ်သွားပြီ။ မိဖုရားကစိတ်ပြတ်အာရော့သွားပါလေတတရားမြောင်နေ့ကုံဆုံးကန်ဒီချိန်မှာတော့မိဖုရားဟာခလေးအခန်းထဲမှာစိတ်ပူပန်မှုတွေနဲ့ဟိုဟိုတီတီလမ်းလျှောက်နေမိပါလေနေဝင်ချိန်မှာခြေမြန်တော်တယောက်ဟာအခန်းလေးကို မောပန်းတကြီးနဲ့ဝင်ရောက်လာပါလေမိဖုရားလို့ယိုသေးစွာဥမြုပ်ပြီးပြောပြပါလေကျွန်တော်ကလမ်းကြောင်းမရှိတဲ့တတော်ရဲ့အဆုံးနေရာကိုရောက်သွားတာပါအဲ့ဒီမှာ ထူးဆန်းတဲ့မြင်ဝင်တစ်ခုကိုတွေ့လိုက်ရတယ်။လူကူလေးတယောက်ဟာမီးပုံပေးမှာခုံပေါက်ကနေပြီးတချင်းစမ်းတစ်ခုကိုစူနေပါလေ။ဒီနေ့ငါမုန်းဖုံးမင်းနဲ့ပြန်လာပြီးရချက်မယ်။နောက်ဒီနေ့မှာငါမိဖုရားရဲ့ကလေးရမယ်။ဟိုဘသူမှငါနာမည်ကိုမသိကြတာကန့်ကောက်လိုက်တာ။ငါနာမည်ဟာ Ramesteskin မှာ Ramesteskin မိဖုရားရဲ့နှလုံးသားထဲမှာမျောလင်းချက်ရောင်ကြီးတွေ တောက်ပလာပါတယ်။ မိဖုရားကခြေမြန်တော်ကိုကျေးဇူးတင်ပြီးလှည့်ဝှက်ချက်ကိုမှတ်ထားပြီးတော့တညာလိုလူပူလေးကိုစောင့်ဆိုင်းနေလိုက်ပါတယ်။ညတကောင်ရောက်တဲ့အခါလူပူကလေးကပြန်ပေါ်လာပါတယ်။ကဲမိဖုရားငါ့နာမည်တည်ပြီလား။ကွန်ဒလာကွန်ရက်လာမဟုတ်ဘူးနီကိုလတ်ဖြစ်မယ်ထင်တယ်။မဟုတ်ဘူးဒါဆိုရင်တော့မင်းနာမည်ကရမ်ဘက်စတက်စကင်ဖြစ်လိမ့်မယ်။ ဒါကမင်းကိုမင်းရဲ့မိစ္ဆာကောင်ကပြောတာပဲမင်းကိုမင်းရဲ့မိစ္ဆာကောင်ကပြောတာပဲကွာဒေါသဟာလူဘူးလေးမျက်နာကိုလူမဆန်းအောင်ပြောင်းလဲပစ်လိုက်ပါတယ်ဒေါသအရှိန်နဲ့သူဟာဆက်ဝိုင်းပုံတံလှည့်ပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာအမောင်တိမ်တိုက်လိုမျိုးလှုပ်ရှားသွားပါတယ်တချို့ကတော့လူဘူးလေးဟာလီထဲကိုခုန်တက်ပြီးသူ့ရဲ့အော်ဟစ်တန်ခြံရစ်ခဲ့တယ်လို့ဆိုကြပါတယ်ဘလို့ပဲဖြစ်ဖြစ်လူဘူးလေးကိုနောက်ထပ်ဘယ်တော့မှမမြင်ရတော့ပါဘူး မိဖုရားဟာဒူးထောင်လေးရဲ့ထိုင်ကျသွားပြီးကလေးကိုပွေဖယ်ရင်မျက်ရည်တွေတွေစီးကျလာပါတယ်။ထိတ်လန့်ကြောင်မွဲဖွဲကလေးစကားဟာပြက်ပြဲသွားပြီးမိဖုရားရဲ့သားတော်လေးကတော့ဘေးကင်းလုံခြုံသွားပါပြီ။အချိန်ကြာလာတာနဲ့အမျှ Rambes Deskin အကြောင်းဟာနိုင်ငံတော်ဝန်လုံးကိုပြန့်နှံ့သွားပါတော့တယ်။လူတွေဟာမာနာကြီးမှုရဲ့အန္တရာယ်တွေနဲ့မစင်မချင်းကလေးပေးမှုရဲ့တန်မှုအကြောင်းကိုတိတ်တဆိတ်ပြောဆိုနေကြပါတယ်။ စေယုံပိုင်ရှင်ကတော့သူ့ရဲ့အမှားကြောင့်စိတ်တဘောဓာနှိမ့်ချသွားပြီးသူ့မှာမရှိတဲ့ကြွားလုံးတွေအကြောင်းဘယ်တော့မှထပ်မပြောတော့ပါဘူး။မိဖုရားကတော့ခြေမြန်တော်ရဲ့တတိနဲ့လူပူလေးနာမည်ရဲ့အစွမ်းကိုကျေးဇူးတင်စေအပြည့်နဲ့ပဲခလေးကို ပြုစုပြောင်းထောင်ခဲ့ပါတယ်။အမှန်ကတော့မိဖုရားကိုကယ်တင်ခဲ့တာဟာ ရွှေရည်ရတနာရီမဟုတ်ပါဘူးမျောလင်းကျဲရဲ့အစွမ်းအကူကြီးရှာဖွေခြင်းရဲ့ဉာဏ်ပညာနဲ့အမှောင်တွေထဲမှာပုံကွယ်နေတဲ့အမှန်တရားကိုရှာဖွေတွေ့ရှိခြင်းလိုပဲဖြစ်ပါတယ်ဒါကြောင့်ကြောက်ရွံ့မှုကိုအောင်းနိုင်ခဲ့တဲ့မိခင်တယောက်ရဲ့ချစ်ချင်းမေတ္တာကပိုပြီးတောက်ပလင်းလဲ့တဲ့ယရနာဓမ္မဖြစ်နေရောတာပါစိတ်လှုပ်ရှားစရာကောင်းတဲ့ဒီဇာလန်းလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်ကျမဆူမြည်ပါနောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်